Microsoft အထင်မှာ randoms culture လေးတစ်ချက်ပြောပြမယ်နော်အဲ့တော့ Microsoft အထင်မှာစာတွေကို random culture ခြင်းနဲ့ဆိုရင်ပြီးရင်ဆို Microsoft အထင်မှာစာတွေအလုပ်တွေရနိုင်ပြီဆိုရင်ဒီမှာ equal လို့လိုက်တယ်ဘင်း and ဘင်း queen စာ Starbucks က9ဘိုက်ယူရှင်နေဆိုရင်5ဘင်း queen ပဲဘင်း enter ခါအဲ့ဆိုရင်တော့ sub byte တွေကို random ချပြီးရ random မှာ sub byte 9ဘိုက်နော်ဒီမှာဆိုရင် စာရွက်ကို view တဲ့ one page နဲ့တွားကြည့်လိုက်မယ်။ hundred percent လောက်တွားလိုက်ရင်ဒီမှာစာဆိုရင်စာပိုက်တစ်ပိုက်၊နှစ်ပိုက်၊သုံးပိုက်၊ဒီပိုက်၊နားပိုက်နော်စာပိုက်နားပိုက်။ဘာကိုလိုချင်သလားကိုစာပိုက်ကို random ခေါ်ချလို့ရတယ်။ဒါပေမဲ့တခါလေကြာရင်အဲ့လိုမျိုး random တချို့ setting မှာခေါ်ချလို့မရတာမျိုးဖြစ်တတ်တယ်။အဲ့လိုဖြစ်ရင်တော့ဘယ်ရပြင်ပြရမလဲဆိုရင် final ကဒီအောက်စွာ move ဆိုတာရှိတယ်။အဲ့ move ကနေမှ option ထပ်နေလိုက် အခုခေါ်ချလို့ရတာဒီ what option နဲ့မှာဒီမှာ proofing ဆိုတာရှိတယ်အဲ့ proofing တွေက auto correct option တွေနဲ့ဒီမှာအမှန်ကြီးလေးရှိနေတဲ့အတွက်ခေါ်ချလို့ရတာ replaced as s type ဆိုတာရှိတယ်ဒါတွေအမှန်ကြီးဖြစ် okay network ပဲ okay network ပဲအဲ့တော့အမှန်တည်းအဲ့လိုပြုတ်နေခဲ့ရဆိုရင်တော့အခုလို random ခေါ်ချရင်ခေါ်ချလို့ရမှာမဟုတ်ဘူးနော်အဲ့တော့နောက်တစ်ခါခေါ်ချပြမယ် equal r e n d စပိုက်တပိုက်ပဲကိုချမ်းပြောင်းတယ်တာနော်ကိုချမ်းမရတော့အဲ့ဒီအတွက်အမှန်ကြီးထဲဘူးအဲတချို့စက်တွေမှာ random ခေါ်ချလိုက်ခေါ်ချလို့ရတယ်တချို့စက်တွေမှာခေါ်ချလို့မရဘူးခေါ်ချလို့မရရင်တော့ဘယ်ထက်ရသွားမလဲဆိုရင် find တဲ့က option တွေကတော့ပြရမယ်နော် option ပြီးရင်ဘယ်ဘက်ချမ်းနေရ proofing ပြီးညာဘက်မှာ auto correct option ပြီးရင်ဒီထိပ်ဆုံးမှာရှိရ auto correct အဲ့ဒီထဲမှာ replace test as you type ဆိုတာအမှန်ကြီးထည့်ပြရမယ် နော်ဒီ OK နဲ့ထွက်နောက်ထပ် OK နှစ်ခါထွက်ပြရမယ်အဲဆိုနောက်ထပ် random ပြန်ပြီးခေါ်ချမယ်အဲတော့ insertion point ထားပြီးအဲ့တခါလိုက်ဒါဆို server device စာပြန်ရမယ်ပေါ့နော် b q r e n t queen စာပြီး server နှစ်ပိုက်ခေါ်ထင်မယ် 2b queen ပြီးအဲ့တခါဒါဆိုရင်တော့ server နောက်ထပ်နှစ်ပိုက်ရလာမယ်နော်ဒါလေးရကြတော့ random ကိုထည့်တဲ့ပိုင်းလေးပါ